အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်ဒီ channel ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတီရေးသားထားတဲ့မစစ်စီပီယာစီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်သိရှိနိုင်မှုလူဒီခေါင်းလောင်းလေးနဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစားလိုက်ပါတော့မယ်ဒီတော့ကကျောက်အသက်12နှစ်လောက်ပဲရှိသေးတာဗျ။ကိုတက်တော်ဆိုတာကျောက်တို့ရွာရဲ့ကာလာသာခေါင်းမို့ လူကအယက်ရှိရှိပိမ့်မိမ့်ပြခါကလည်းနည်းနည်းကိုင်းသေးတယ်။မျိုးလုံးကလည်းခက်ပြူပြူပြူ။ဒါကြောင့်လည်းကျုပ်တို့ရွာလူတွေပြောကြတာ။စက်တော့ကမျိုးလုံးပြူမျက်စံမျိုးနဲ့ဘာများဖြစ်လာတာတော့။ဟာဘာမှမဖြစ်ပါဘူးဗျ။ကျုပ်ကဝေးတဲ့ရပြူးနေတာ။ဘယ်တက်နိုင်မှာတော့ဘူးညီလေးရဲ့။အဲ့ဒီလိုကိုကျက်တော်ကြီးကပြန်ပြောတယ်ဗျ။ကိုကျက်တော်ကြီးကလမ်းလျှောက်ရင်းနဲ့ခြေလန်းကျဲကြည့်နေဗျ။ကိုကျက်တော်တို့များလမ်းလျှောက်ရင်းညကြီးဝင်ဖို့လမ်းလျှောက်လာတဲ့အတိုင်းပဲ။အဲ့ဒီလိုပြောပြပြီးရှင်းနေကြတာဗျ။ တရကြတော့ကုကြတော်ဤကျွန်တော်စီကိုစိုက်ဆိုင်မြန်မြန်ရောက်လာတော့ပြုတ်ဟဲ့ကောင်တတီဟာကိုကြီးဝင်မို့အဲမဟုတ်ပါဘူးကိုကြီးကြတော်ဘာလဲမင်းရပါဘူးညီလေးခိုင်းဝင်မလို့လားဒီဘိုးတော်ကပြောမနေနဲ့လူတွေ့ရင်တခုမဟုတ်တခုစနေရောတာပဲကိုကြီးကြတော်ကလည်းဗျာဘူးညီလေးကခမည်းတယောက်တည်းကိုစတာမဟုတ်ပါဘူးဗျဘသူတွေ့တွေ့စနေရပါဒါနဲ့နေပါဦးကိုကြီးကြတော်ကြောက်စီလာတာဘာကိစ္စရှိလို့တော့အေးရှိရတာတည်းမင်းကိုအခုညီတောင်းလို့ ဟာဒါများ ကိုရင်းချက်တော့ကလည်းကဲပြောကြုတ်ပါခုညီပေးရမလဲဒီလိုကငါပြရဆေးစီရင်မလို့ညာပြရစီဟုတ်လားကြုတ်ပြကြောထဲမှာကိုစိတ်ကလေးဖြစ်သွားတယ်အေးဟုတ်တယ်ကွာဒါတည်းကဖြစ်ပါမလားကိုကြီးချက်တော့ကတင်းချိုင်းတွေဘာလို့မသွားပြီးလုံရမှာလားအဲ့လိုဆိုရင်တော့မလုံပါနဲ့ဗျာတာတည်းရလဲကွာဘယ်ဟာတင်းချိုင်းကုန်းမှာလုံရမှာတော့ဘုံကြီးចောင်းတိန်ထဲမှာလုံရမှာဒီရောမှကြုတ်စိတ်သက်သာသွားတယ်ပြု့ ။ဩဒါဆိုရင်တော့ဖြစ်ပါတယ်။ကျုပ်ကဘာလို့ပေးရမှာတော့။မင်းရောင်းကောင်းကိုအဖော်လိုက်ပေးရုံမှာပဲကွ။ဒါနဲ့ကိုကြီးကျော်တော်ရဲ့အစီအစဉ်ကတော်တော်ခက်လား။ဘာမှမခက်ဘူး။နှမ်းစီ15ချက်သားကိုဈေးမစစ်ပဲဝယ်ရတယ်။ဝယ်ရနေရမင်းမွေးရဲ့ဝင်းနေရဲ့၅ခုမြောက်နေမှာဝယ်ရမှာ။ဥပမာကွာမင်းကတနေ့ခုနေဆိုရင်စာသာပတိရဲ့မနေ့စောစော9နာရီမှာသွားဝယ်ရမယ်။ဩအဲ့ဒီလိုလား။အဲ့ဒီစီရတော့ဘာဆက်တော့မှာတော့ညအတိကရက တိတ်ကြတလုံးထဲမှာစီရင်ရမှာပကံပြားလေးမှာဆန့်ထက်ဆန့်ပေါ်မှာလက်ပတ်အလုံးလေးလုံးပြီးတည်အေးစီထည့်ထားတဲ့ခွက်ပေါ်ဆန့်ပေါ်ကိုညင်ရောက်ထားရတယ်တိတ်ချမ်းမြင့်မှာအဲ့ဒီပကံကိုချထားပြီးတော့ပကံရဲ့လေးဘက်လေးတန်းမှာဖျောင်းနိုင်နေထုံးပြီးတန်မုတ်တွေဂါရာကိုတထောင်ပြစ်အောင်ယူပါတယ်ဘလို့အနောင်ရအဖြက်စည်းပဲလာလားဂါရာတထောင်ပြစ်အောင်ယူပါတယ်တထောင်ပြစ်ရပြရစေးအောင်တော့ကွာအဲ့ဒီစီကိုဆန်ဆာမှာတက်ပြီးစကားပြောရင် ကိုပြောသမျှအားလုံးအောင်နေစုပဲဟမ်အောင်တဲ့သူတွေရောရှိလားဗျအောင်မို့မလွယ်ဘူးပြောတာပဲဒါတည်းရဟမ်ဘာဖြစ်လို့လဲငါလည်းအဲ့ဒါတော့ဘယ်သိမလဲကွာညာရောက်တော့ပုပ်ပယုံကျောင်းကတင်ကြီးရဲမှာလူဝတ်တာတွေအားလုံးပြည့်စင်ပြီးကိုကြီးချက်တော်ကတန်မုတ်တွေကားတောင်းရွှေဖို့အစင်းလေးလုပ်တယ်ဗျကဲဒါတည်းနေရမလန်းမကန်းကိုသွားပြီးစောင့်ပေးရောငါစီရင်မပြီးခင်ဘသူမှအလားမခံတဲ့ကြားလားဒါဆိုရင်တိတ်တကားပိတ်ထားလိုက်ပါလား ဒီအစည်းအဝေးထဲမှာတကားတွေပါလိမပိတ်ရအောင်ကအားလုံးဖွင့်ထားပြီးဂါထာယူပါမှာ။ဩဒီလိုလားစိတ်ချပြ။ကျုပ်တီကိုလမ်းမြင်နေရတဲ့နေရာနေတည်တည်ချာချာစောင့်ကြည့်နေမယ်။ကျုပ်ကတိတ်တဲ့မလန်းမကန်းကဆုံးချက်ဆောင်နေဝင်ထိုင်နေလိုက်တယ်။ပြီးတော့အသည့်ယူလာတဲ့ငကားစေးဘောလေးကြီးထုတ်ပေါ်လာတယ်။အချိန်ရညာ9နာရီကျော်ပြီဗျ။ကျုံလန်းကြည့်လိုက်တော့တိတ်ထဲမှာမီးရောင်လေးမြည်နေရတယ်။ကိုကြတော်ကြီးရောတန်မုတ်တွေခါလာအောင်အကျိတ်နဲ့ရွတ်နေမှာပဲလို့တွေးလိုက်မိရဲ့ ည7နာရီလောက်ရောက်တော့ကျုံအိတ်ငိုက်သွားတယ်တင်လေတဝဝုံတုံးတုံးနဲ့အတန်ကြာတော့ကျုံလန့်နူးသွားတယ်တိမ်ထဲကိုလမ်းကြည့်တော့မင်းရမမြင်ဘူးဗျကျုံလည်းဘာဖြစ်တာတော့သိချင်တာနဲ့ဆုံးချက်ရုံနေရပြေးထွက်လာတယ်အမလေးဗျဟာဒါကိုကြက်တော်အော်တန်ကြီးပဲကျုံသိမ်းမက်ကိုပြေးသွားတယ်ဒီမှာနေတိမ်ထဲကလှိကနေပြေးထွက်လာတဲ့ကိုကြက်တော်ကိုမြင်လာရတယ်ကိုကြီးကြက်တော်ကိုကြီးကြက်တော်ကျုံခေါ်လာတော့တချမ်းမှလှိမကြည့်ဘူးတခါလေးကိုစွပ်ပြေးတော့လား ကျုပ်လည်းသူ့နောက်ကနေအပြေးလိုက်ရတာပေါ့ကိုကြီးချက်တော့ကျုပ်ကခေါ်လဲခေါ်ပြေးလဲပြေးလိုက်ရတယ်ကိုကြီးချက်တော့သူတို့ဝါရှိရောက်မှပဲမိရောတာဗျကိုကြီးချက်တော့ခါကြီးကုန်ပြီးဝင်းတစ်ခါကိုခြံထားတယ်လူကလည်းဟော်ဟဲလိုက်အောင်မောနေတာဗျကိုကြီးချက်တော့ဘာဖြစ်တာတော့ကျုံမေးအောင်ကိုကြီးချက်တော့ချက်ချင်းမဖြေနိုင်ခဏကြာမှတပတ်ကြီးกว่าတတရနဲတဲ့အကောင်ကြီးမဟုတ်တကားလေးဝုံဝုံတိုင်တိုင်ပြိတ်သွားမှငါမြင်ရတာပရိမောက်မှာရက်နေရမျိုးလုံးကြီးတစ်လုံးတစ်လုံး ်ခင်းတော့မကန်လုံးတော့ရှိရဲ့နေရဲနေတာပဲကွခေါင်းကြီးကတင်းတော့တော့ရှိရဲ့ဇက်ကြီးဖြဲထားလေအကျဲ့ကြီးငါပြောင်းတဲ့နေရာနဲ့တပြိုင်နက်တည်းငိမ့်သွားတာကွငါလဲစိတ်ကိုဘလို့မှထိန်းထားလို့မရတော့ပဲလက်အွန်လိုက်ပြီးပြီရွာလဲစွပြေးတော့လားနေဦးတော်ခေါ်ချင်မရလိုက်ဘူးကွကျုပ်ဒီရောမှသဘောပေါက်သွားတယ်ပြုမစစ်စီပြရစီအစီရင်ကအောင်မလို့မလွယ်ဘူးဆိုတာဒါကြောင့်လို့ကျုပ်တွေးလိုက်မိရော်တယ်ဟုတ်ကဲ့ပါရှင် ဆိုင်စရာတတိယတာထားတဲ့မစစ်စီပြရစေဆိုတဲ့ဇလန်းကတော့ဒီမှရင်းနဲ့ပြီးဆုံးပါပြီ။ဇလန်းလေးကိုနားဆင်အားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။